ူများကိုသွားမေးเสียမလို့ဘူးကိုယ့်ရဲ့တိုးတက်မှုဆိုးရွားမှုဒီကိုယ့်ပေါ်မှာသာရှိပါ သူများစိတ်ကိုမသိချင်နေပါစေတဲ့ကိုယ်စိတ်လေးတော့ကိုယ်သိအောင်ကြိုးစားပါလို့ပြောသူများစိတ်သိဖို့ဆိုတာလွယ်တာမဟုတ်ဘူးလေရတော့ပြင်လူတွေကသူများအကြောင်းသိဖို့ကြိုးစားကြတာများကိုယ့်အကြောင်းတော့ကိုယ်သိတယ်ထင်တာ哦အဲ့တော့ကိုယ့်အကြောင်းကိုကိုယ် ိအောင်ကြိုးစားပါအထူးသဖြင့်ကိုယ်စိတ်လေးကိုတိအောင်ကြိုးစားပါလို့ဒီလိုပြောတိအောင်ကြိုးစားမယ်ဆိုဘာတွေတိအောင်ကြိုးစားရမှာတော့လို့ဆိုနှစိတ်ထဲမှာတွေ့တာတဲ့မမောတဲ့အတွေ့အတာကြီးတဲ့တဏှာလောဘစိတ်တွေဘယ်လောက်ထိအောင်ရှိတယ်လဲ အတိုင်းတာဘလောက်ထိရှိတယ်လဲဒေါသဆိုတဲ့စိတ်ဆိုးစိတ်မိုက်တွေငါတဏ္ဍာမှာဘလောက်ထိအောင် ရှိနေတယ်လဲငါစိတ်လေးဟာပြင်းငြိမ်မှုကိုရှိရလားကုသိုလ်ကောင်းမှုပေါ်မှာတွန့်ဆိတ်မှုတွေမျိုးရှိသလားတရားဓမ္မနဲ့ပတ်သက်ပြီးတော့တန်တရားတွေရှိသလားမရှိဘူးလားဆိုတာကိုယ့်ကိုယ်ကို အစင်သာဝရစစ်ဆေးပြီးတော့ကြည့်ရမယ်တဲ့အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုယ်တဏ္ဏမှာရှိနေတာကိုတွေ့ရလို့ရှိရင်ဒီစိတ်အညစ်အကြေးတွေကိုဖယ်ရှားပြဖို့ရအဓိကအဲ့ဒီဖယ်ရှားတဲ့နိလမ်းမှာလည်းပဲနိလမ်းမှန်လို့နိလမ်းမှန်နဲ့ကျင့်ကြံကြိုးကုပ်အထောက်လိုက်လို့ရှိရင်ထို့အညစ်အကြေးတွေဟာယော့တဲ့ရော့ပျောက်တဲ့ပျောက်သွားလို့ရှိရင်ဒါမှန်ကန်တဲ့တရားလို့ တလမှတ်ပါအဲ့ဒါလို့မဟုတ်ဘူးမာယွန်းတဲ့တရားဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားမဟုတ်ဘူးဆိုလို့ရှိရင်ဒီစံနှုံးလေးနဲ့သတ်မှတ်ကြည့်လိုက်လို့ဒီစံနှုံးနဲ့မကိုက်ညီဘူးဆိုရင်ဘုရားဟောတရားမဟုတ်ဘူးလို့တလမှတ်ပါဒီလိုမြတ်စွာဘုရားကညီလေးတော်ဘောဓမေကြီးကိုဟောထားတာရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် လာလိုက်မယ်လေဟိုကလည်းဒါဖះဟောတဲ့တရားဒါကလည်းဖះဟောတာနဲ့ဆိုပြီးတော့လာလာပြောကြလိုက်အဲ့တော့ဟောမဟော2500ကိုလည်းဖះမိလိုက်တာမဟုတ်ဘူးကိုတိုင်းလည်းနာခဲ့တာလည်းမဟုတ်ဘူးဆိုဘလို့လုပ်ပြီးဘာနဲ့တိမတိတာအဲ့မတိနိုင်လို့ရှိရင်ဘာနဲ့လက်ခံရမလဲလက်ခံတဲ့နိလန်းကတော့ရှိတာဒါကြောင့်မို့လို့ ဖះဟောတာဟုတ်သလားမဟုတ်သလားတဲ့ပုံအရေးကြီးတာကတော့ဒီတရားကို나ယူပြီးကျင့်သုံးလို့အကျိုးရှိသလားမရှိတာကပုံအရေးကြီးပါတယ်ဒီလိုကိစ္စမျိုးမှာမြတ်စွာဘုရားကလည်းဒါမျိုးကိုဟောထားခဲ့တာရှိတယ်မြတ်တန်စူးလာတဲ့မျက်မှန်ခံရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာအရေးကြီးဆုံးလို့ဆိုလို့ရှိရင်အဲ့ဒီမြားကိုနှုတ်ပြဖို့နဲ့စိတ်ကူးကိုကအရေးမကြီးဘူးလား အရေးကြီးဆုံးကအဲ့ဒါပဲနော်။မြတ်ဘသူပြစ်ထားလဲဆိုတာလည်းအရေးမကြီးဘူး။ဒီမြတ်တံဟာဘာသာနဲ့လှုပ်ထားတာဆိုတာလည်းအရေးမကြီးဘူး။ဘယ်ဟာပြစ်လိုက်ထားလဲဆိုတာလည်းအရေးမကြီးဘူး။အရေးကြီးဆုံးကတော့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့စူးနေတဲ့မြားကိုမြန်မြန်ပြောင်းလှုပ်ပြစ်ပြီးတော့ယောဂပြောက်ဖို့ကအရေးကြီးတယ်။အဲ့ဒါဘာကိုပြောတာတော့ဆိုလို့ရှိရင် အဘိဓမ္မာဘုရားဟောတယ်ဒီတရားကဘုရားဟောတယ်မဟောဘူးဆိုတာကအရေးမကြီးဘူးတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကကိစ္စဖြစ်တယ်အရေးကြီးဆုံးကဘာလို့ဆိုရင် ကိုယ်မှာစူးနေတဲ့လောဘဒေါသမောဟဆိုတဲ့ညာနှုတ်ဖို့ရာအရေးကြီးတာ